မင်္ဂလာပါရှင်ဆိုဖာအောင်မကြဲကြဲဝန်းနဲ့ထိုင်လို့ရပြီအဲရှိတ်ဆိုဖာအောင်မတစ်ဆက်တည်းဖြစ်တာကိုလည်းမလိုချင်ဘူးဘေးပညာကြက်ရှိလို့ရတဲ့ဆိုဖာမျိုးမှလိုချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးအဆုံးထိရှုပေးလိုက်ပါရှင်ဒီ fabric ဆိုဖာလေးကတော့ Morrison design လေးဖြစ်ပြီးပတ်တဲချီတင်လေးလည်းပါပါတယ်ရှင်ဂျင်းချီတာအစစ်နဲ့အသေးစိတ်ပြုလုပ်ပေးထားပါတယ်ရှင်အထဲမှာတော့လက်ထက်ပေါအစ်တာကိုသုံးမိထားတာမို့လို့ထိုင်ရတာလည်းတောင့်တာဖြစ်စီပါရဲ့ရှင် frame ကတော့ solid wood ရဲ့ပြီးတော့နောက်ဘက်ကောင်းမီမှာတော့ stainless steel ကသုံးမိထားတာမလို့ခိုင်ခံ့မှုလည်းအပြည့်ရှိပါတယ် ။နောက်ဘက်ကောင်းမီကိုတော့လိုဒလို just လုပ်လို့ရပြီးတော့ကိုထားကျင်တဲ့အနေထားအလိုက်တောင်းတာဖြစ်အောင် spot ပေးပါရရှင်။ sofa ရဲ့ address frame ထဲမှာလည်း spray ထည့်ထားမှာလို့ထိုင်တဲ့အချိန်မှာ spot ပေးထားပါရရှင်။ထိုင်နာကြသွားရင်လည်းအ င်ကခြိုက်ဝင်သွားတာပြားသွားတာမျိုးလည်းမဖြစ်စေပါဘူးရှင်။ဖြစ်ရှင်တစ်ခုချင်းစီမှာအပြင်စစ်ပါရမလို့အလွယ်တကူတက်တာစွာတက်ရှင်ပြုလုပ်လို့ရမှာဖြစ်ပါရဲ့ရှင်။ဒီအစဖာလေးရဲ့အားသာချက်ကြောင့် Ferris Sofa ဆိုရင်တက်ရှင်လောက်ရတာခတ်မှာဆိုရဲလူချင်းမျိုးအတွက်စိတ်ပူကြမလို့တော့ပါဘူးနော်။ site ကတော့7.6လက်မှာ3.3လက်မှာ3.0ရှိပါရဲ့ရှင်။ ။အိန္ဒိယကျင်းတဲ့နေရာမျိုးမှာလည်းတသက်စီခွဲထားလို့ရပါတယ်ရှင်။အခုတက်ရောက်တဲ့ဆိုဖာလေးကတော့ luxury ဆန်ဆန်ဒီဇိုင်းလေးဖြစ်တာမလို့လူကြီးမင်းတို့အိမ်မှာထားလိုက်မယ်ဆိုရင်တော့အမြင်တက်တဲ့ခန်းနာနေစီမှာဖြစ်ပါတယ်ရှင်။လူကြီးမင်းတို့က fabric sofa ကိုမှကောင်းကောင်းလေးသုံးချင်တာမျိုးဆိုရင်တော့ရေရှည်လဲခန့်အကြမ်းလဲခန့်နဲ့ဒီ fabric sofa လေးကိုအသုံးပြုဖို့အတွက်အကြံပေးချင်ပါတယ်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။